တက်ကရီ849ခုနှစ်တွင်မင်းမျိုးမင်းနွယ်ဖြစ်ပြီးရီမန်းချက်ကြီးမားသောမင်းကြီးယိုသည်အင်းဝါကခန့်နှံထားသောဘီရင်ကန်သူ၏ဦးတော်ကိုတတ်ဖြတ်၍တောင်ကူကိုသိမ်းပိုက်ခဲ့သည်ဒါကိုအင်းဝါကပေးတာမဟုတ်ဘူးငါကိုယ်တိုင်ယူလိုက်တာမင်းရဲ့ခမည်းတော်သေးပြီရှင်ရှင်ကျမတို့အားလုံးကိုတတ်လိုက်တာပဲအင်းဝါကဒီမျိုးကိုဖျက်ဆီးပြီးလက်မယ်မဟုတ်ဘူးမင်းဟာငါရဲ့မိဖုရားဖြစ်လာလိမ့်မယ်အင်းဝါကလည်းဘာမှလုပ်ရမှာမဟုတ်ဘူး သောတော်အင်းဝဘရင်သည်မဟာဗျူဟာဤဆရာတဆူထစ်သည်သူသည်မင်းကြီးညိုကိုပုံကန်သူအဖြစ်မမြင်ပဲသူဤအခြားရန်သူများကို တိုင်ပြန်တိုက်ခိုက်ရန်အသွုံးဝင်သောကြားခံတဲ့တခုအဖြစ်ရှုမြင်ခဲ့သည် အချင်းမင်းကြီးဒါဟာပေါ်တင်ပုံကနာပါဖေဟာသူကအရှင်ခန့်အပ်ထားတဲ့ဘရင်ကံကိုတက်ပြီးလက်ဆောင်တွေဆက်သရဲတဲ့ဖေဟာယမီးထင်းမှရှိတဲ့ငါညီတော်ကိုယ်တိုင်က ပုံကန်နေတယ်ဟန်တာဝရီကဒလိုင်းတွေကလည်းရဲတင်းနေတယ် ဒီမင်းကြီးမျိုးသူကကြားတကောင်ပဲမင်းတို့အတွက်အမဲလိုက်ပေးနိုင်တယ်ကြားတကောင်ကိုဖေတော့မှမတက်ရဘူးတောင်ကူတို့အင်းဝမမင်းမှုထန်အဖွဲတဖွဲရောက်ရှိလာသည် မင်းခန့်မင်းနာလဲဆောင်များထီးဖြူတော်နှင့်မင်းမြောက်တန်းစား၅ဝါတို့သည်ပိုးသားကတိပါပေါ်တွင်တလက်လက်တောက်ပနေကြသည် အင်းဝတန်တမန်က ရွှေပေလွာကိုဖတ်ကြားသည်တိရိဇယသူရဘွဲကို ချီးမြှင့်လိုက်သည်ဟွန်ဒါဝဒီမတလိုင်းတို့၏ရန်ကိုကာကွယ်ရန်အရှင်မင်းကြီးကအမင်းတော်ရှိလိုက်သည်သူငါ့ကိုဘွဲတကူပေးလိုက်တယ်ပြင်ပတ်တကူနဲ့အတူပဲအင်းဝါ၏တရားဝင်အတိမတ်ပြုမှုနဲ့အတူမင်းကြီးညိုသည် အာနာလူသူမဟုတ်တော့ပင် သူသည်ဘယင်တပါဖြစ်လာခဲ့သည်အလုသမထောင်ပေါင်းများစွာငါ ပေါင်းလောင်းမီကမ်ပေရှိတည်ရန်တော်ကိုရှင်းလင်းနေသည်ကြီးမားသောကျွန်းတိုင်များကိုမြေကြီးထဲသို့ရိုက်သွင်းသည်မြို့ရိုကာရံမင်းကြီးညိုမြေပေါ်မှနေလေတိဆောက်ရုပ်ကိုကြည့်ချက်နေသည်၎င်းသည်တစ်သားနှင့်မြေကြီးတို့ဖြင့်တိဆောက်ထားသောကြောက်မဲ့ဖွယ်ခန်တဲ့မျိုးဖြစ်ပြီးလူစည်းကားနေသည်တီမထင်မရှားဘရင်ပေါက်ဆာကငှက်နေဆာမှာခန်တက်လာဆောက်တယ်ဟန်တာရီကိုစင်ခေါ်ရဲတယ်ဘရော သူ့မြို့တစ်ကိုမြေပုံပေါ်ကဖျောက်ဖြစ်မယ် ြီးမားသောတလိုင်းမွန်စစ်တပ်ကြီးစစ်တီတောင်းနှင်းကြီးမြင်းတပ်နှင့်စစ်စင်အားပေါင်းများစွာမြောက်ဖက်သို့ချီတက်မင်းကြီးညိုဤတောင်ဘက်သို့နာမည်ချက်ထုံးမှုသည်ဟန်ပါရီဘရင်သစ်ဗညာရန်ကိုအမျက်ထွက်စေခဲ့သည်တက်တွေ154ခုနှစ်တွင်ကြီးမားသောစစ်တပ်ကြီးသည်တောင်ကိုဖျက်ဆီးရန်တောင်ဘက်မှချီတက်လာခဲ့သည်ဒွာရာဝရီမြို့ရပေါ်မှအဝေးမြင်ကွယ်မိုးကိုစဝိုင်းသည်ရန်သူများနှင့်မဲနံနေသည် ။တလိုင်းစစ်တပ်သည်စစ်စခန်း16ခုဖြင့်မြို့ကိုဝန်းရံထားသည်။အရှင်မင်းကြီးသူတို့အယမ်းများလွန်းနေ။ကြာရှည်ဝန်းရံခံရရင်ကျွန်ုပ်တို့ငက်ပေးကြုံရပါလိမ့်မယ်။သူတို့ကျွန်ုပ်တို့ကိုချိုးဖျက်သွားပါလိမ့်မယ်။ဒါဆိုရင်ဝန်းရံခံနေစရာမလိုဘူး။ငါတို့ကသူတို့ကိုပြန်ချိုးဖျက်မယ်။စစ်သူကြော်တယ်။မင်းအနောက်တကောက်ကိုယူ။စစ်တီ1000စစ်စင်80အရှင်မင်းကြီးကတော့ဗျာငါတောက်တကားကထွားမယ် ပြီးတော့ငါဒေဝနာဂကိုစီနန်းတိုက်ခိုက်မယ်။ထောင်ချောင်းမိသည်အင်အားမမြော့တော့လဲ။မင်းကြီးညိုသည်ခုကန်ကာကွယ်ရန်ငင်းဆိုခဲ့သည်။သူသည်တိုက်ခိုက်ရန်ကိုယ်တိုင်ရွေးချယ်ခဲ့သည်။ဒွာရာဝတီကြီးမသောအနောက်တကားသည်အရွန်တက်ချိန်တွင်ပွင့်ထွက်သွားသည်။စစ်သူကြီးစစ်သူကျော်ထင်ဦးဆောင်သောစစ်စင်80နဲ့စစ်တပ်တောင်းတို့သည်အသည့်မဖြစ်သေးသောတလိုင်းစစ်တပ်၏ဘေးလုံပန်းကိုဝင်တိုက်။တစ်ချိန်တည်းမှာပဲတောင်းတကားလည်းဖွင့်လာသည်။ မင်းကြီးညိုသည်သူ၏ကြီးမားလာသောဒေဝနာဂစစ်စင်တော်ကိုစီးလို့သူ၏တီတန်စစ်တဲ30နှစ်စစ်တဲ1000တောင်းတို့ကိုဦးဆောင်လာသည်လံကန်ထားသောမင်းကြီးညိုသည်ဒေဝနာဂစင်တော်ကိုရန်သူတက်စီကိုထိုးဖောက်ဝင်ရောက်နေသည်စီတူကျော်ထန်၏စင်များသည်တလိုင်းတို့၏ဝင်ရန်ထားသောတပ်များကိုချေမွန်းလို့သည်တလိုင်းစစ်တပ်သည်လုံးဝရှုပ်ထွေးသွားပြီးနှစ်ဖက်ညက်တိုက်ခိုက်ခြင်းကိုခံနေရသည်ညက်တိုက်ခိုက်သည့်မိဘူဟာသည် လုံးဝမထင်မှတ်ထားသောအရာဖြစ်ခဲ့သည်။မူကြိုးပစ်ချလိုက်တဲ့ကဲ့သို့နှစ်ဖက်ညှက်တိုက်ခိုင်းမှုကြတွင်ကြီးမားသောဟန်ဇာဝရီစစ်တဲကြီးသည်အစအနမကြံအောင်ပျက်စီးသွားခဲ့သည်။ဂျွာရာဝရီမြို့ပြင်ရှိကွင်းပြင်သည်တင်းစီရမိသောလက်နက်များရန်သူစစ်စင်80နှင့်စစ်တုံးပုံတောင်းကြော်တို့ဖြင့်ပြင်းထန်နေသည်မင်းကြီးညိုသည်သူ၏အောင်ကွက်ရမြို့ကို၏မြို့ရိုးပေါ်တွင်ရပ်နေသည် အင်းဝမတန်တမန်တတဦးရောက်လာသည်ဤတချိန်တွင် သူသည်အလွန်ရိုသေလေးစားသော အမူအရာဖြင့်ရွှေပေလွာတက်ကိုဆက်သက်သည် အရှင်မင်းကြီးရဲ့အောင်ပွဲကိုအင်းဝကစုချင်းမြင်ပါတယ်ဖေဟာအင်းဝကဒီအောင်ပွဲကိုကြောက်သွားတာကောင်းတယ်သူသည်အင်းဝရှိရာမြောက်ဖတ်သို့ကြည့်လိုက်သည် သူ၏အမူအရာသည်လက်အောက်ခံတဦး၏အမူအရာမဟုတ်တော့ဘဲတန်းတူရီတူတဦး၏အမူအရာဖြစ်နေသည်ဟာနာဝရီကိုအနိုင်ရချင်သည် မင်းကြီးညို၏အာဏာကို ခိုင်မြန်းစေခဲ့သည် သူ၏အမည်နာမကို တိုင်းနိုင်ငံအလုံးကကြောက်ရွံ့ရိုသေစွာ ပြောဆိုလာကြသည် တောင်ငူခိရီအစစ်အမှန်အစသည်ယခုမှစတင်ခဲ့ပြီဖြစ်သည်မင်းကြီးညို၏စစ်တပ်သည်ယခုအခါပူမိုကြီးမားပြီးယုံကြည်မှုပူရှိလာကတောင်ငူတောင်အလန်တော်အောက်တွင်ချီတက်နေသည်သူတို့သည်ငင်းဝဲ၏ပြိုင်ဘက်ခေတ်သို့ယမဲတဲမြေကိုတိုက်ခိုက်နေကြသည် တောင်ကူမြင့်နှက်သည်ရွာတရွာကိုဖြတ်၍တိုက်ခိုက်ဝင်ရောက်နေသည်မင်းကြီးညိုသည်မြင်းပေါ်မှနေ၍သူ၏စစ်သည်များကတုံးပိုင်းများနှင့်ပစ္စည်းများကိုစုဆောင်းနေပုံကိုကြည့်ရှုနေသည်အင်းဝဘုရင်ကြီးခြေနှက်တော်မူပါလိမ့်ပဲရမဲသေးမှရှိတဲ့သူ့ရဲ့ရန်သူအင်းအားချိနှက်သွားပါပြီအင်းဝကခြေနှက်တယ်ဒါပေမဲ့တောင်ကူကပိုအင်းအားကြီးလာတယ်ဒါပဲအရေးကြီးတယ်မင်းကြီးညိုသည် အင်ဒီအတိအမှတ်ပြုမှုကိုလက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့သည်သူသည်အင်ဝဘရင်၏နာမတော်ကိုအသုံးပြုကာအင်ဝ၏ရင်သူများဖြစ်သောယမေတဲ့နှင့်တောင်တွင်း၏ကျစ်လက်များကိုတိုက်ခိုက်ခဲ့သည်ထို့သောရရှိလာသောပျက်စီးဥစ္စာများစင်များနှင့်စစ်တီများအလုံးသည် သူ၏မြို့တော်သို့သာစီးဝင်ခဲ့သည်အင်ဝဘရင်ကြီးနိုင်ရွာဆန်သောအခါသူ၏နိုင်ငံတော်သည်အစိတ်စိတ်အမွာမွာဖြူသွားသည်ဘရင်တဲ့ ငေပဲသောရွှေနှမ်းကြော့ရှိနရပတိသည်အင်းဝပလင်ပေါ်တွင်ထိုင်နေသည်ယမေသိမြူစာတေဆုံးသည် သူ၏နောက်လိုက်များသည်အနာကမမြင်တော့ပဲသစ္စည်းများထောက်ပေါ်နေကြသည်အင်းဝတွင်ရွှေနော်ရထာ၏ထင်းကြပုံကံမှုတစ်ခုဖြစ်ပွားသည်အင်းဝ၏စေသားများလမ်းပေါ်တွင်တိုက်ခိုက်နေကြသည်ပုံကံမှုညာနှင့်ငိန်မတတ်မှုများက မြို့တော်ကိုဝါမြုံနေခြင်းဒုက္ခတဲ့များစစ်တဲ့တော်များ အလီမာဆုံးပညာရှိများသူတို့၏မိသားစုများ နှင့်သစ္စာအရှိဆုံးအမှုထမ်းများသည်ဒဝါဒဝတိမြို့တကားသို့ရောက်ရှိလာသည်မင်းကြီးညိုသည်မြို့ရိုးပေါ်တွင်ရပ်၍သူတို့ကိုကိုယ်စိုနေသည် သူသည် အင်းဝမငိမ်မတတ်ဖြစ်နေချိန်တွင်အင်းဝ၏အင်အားများကိုဆုပ်ယူနေသည်ကျွန်ုပ်တို့သူ့ကို မတိုက်နိုင်ဘူးသူအယံအားကြီးနေပြီသူ့ကိုကျွန်ုပ်တို့နဲ့ချီနှောင်ထားရမယ်လက်ဆက်ခြင်းနဲ့နာမည်ပေးခြင်း ဒါကျွန်ုပ်တို့ရဲ့တခုနဲ့တော့မျောနေကြပဲမင်းကြီးညိုသည်အင်းဝမင်းမီတဝါထက်တော့မင်းလာထနဲ့လက်ထန်နေသည်မင်္ဂလာလက်ဆောင် ရွှေပေလွားတခုမင်းကြီးညိုအားရေလွဲငါးခရိုင်နဲ့ပဝန်းကျင်တေးသားအလုံးကိုတရားဝင်အပိုင်စားပေးအပ်ခြင်း၎င်းသည်အလွန်ကြီးမားသောအလျှော့ပေးမှုတစ်ခုဖြစ်သည် သူတို့ငါ့ကိုဆောင်ကြည့်ဖို့မိဖုရားတပါချွေးတိဖို့နေမီတချို့ပေးတယ်သူတို့ငါ့ကိုတာမန်မျိုးစားတယောက်လို့အထင်မှားနေတယ်အင်းဝဘရင်သက်သည်မင်းကြီးညိုဤတက်ဆာဆောင်တိမှုကိုဝယ်ယူရန်အသေးအတန်ကြိုးစားခဲ့သည်သူသည်တော်ဝင်သူတို့သမီးတူဦးနှင့်ကျေပြန်တော့နေမီကိုပြည့်ရပြီထိုကြားကိုရွှေချီတော့တန်ကြိုးများထင်ချီနှောင်ရန်မျှော်လင့်ခဲ့သည် အင်းဝါရဲ့အကားကွယ်အင်းဝါရဲ့ဖွယ်ထူးတွေတချိန်တုန်းကငါတို့လိုအပ်ခဲ့တယ်အခုငါတို့မလိုအပ်တော့ဘူးဒီနေ့ကစပြီးတောင်ကူဟာ သူ့တခင် သူ့ကိုယ်တိုင်ပဲတက္ကဝဲ664ခုနှစ်တွင်မင်းကြီးညူသည် သူ့လိုအပ်သောအင်းအားအလုံးကို ပိုင်ဆိုင်ခဲ့ပြီးသူသည် အင်းဝါမှပေါ်တင်ခွဲထုတ်သည်မိမိကိုယ်ကိုညွတ်လပ်တော်ပြီးအဖြစ် ကြီးညာခဲ့သည် သူ့ကိုတားဆီးရန် အင်းအားမရှိမှန်သည်သို့အင်းဝါပြင်သည် တိတ်ဆိတ်စွာကြည်နေုံမှတပါအခြားမရှိတော့ပေအလွန်တရာအင်ဟာကြီးမာပြီးနမဲကျော်ကြတော့ညီအကိုနှစ်ဦးငတုံးတာနဲ့ငပြစ်ပေါ်တို့ရွာရာဝတီတို့ ရောက်ရှိလာသည်သူတို့သည်ညောင်မြမကြီးမာသောစစ်အင်အားကိုဥဆောင်လာသည်အင်ဝါမီဟာအရေးတစ်ခုပါပဲအရှင်မင်းကြီးကနေမင်းထုပါတယ်ကျွန်တော်မျိုးတို့နဲ့စစ်တီအလုံးအလင်းရောင်အောင်မှာ ခစားဖို့ရောက်လာတာပါဗျာ။ဤတက်ပြောင်းမှုသည်နောက်ဆုံးကောက်ရုံးမြင်ဖြစ်သွားခဲ့သည်။ဤပေါ်တင်စော်ကားမှုအတော့ဒေါသထွက်လီသောအင်းဝပရင်သည်တောင်ကူမှသူထင်းရဆိုင်သူကိုခြေမုံရန်သူ့ရဲ့နောက်ဆုံးကြံစီသောသစ္စာကံစစ်တပ်ကိုစုစည်းခဲ့သည်။သူငါရဲ့လက်အောက်ခံတွေကိုခိုးယူတယ်။ငါရဲ့ကောင်းဆုံးစစ်သားတွေကိုဒီတိုက်ကြည့်နေလို့မဖြစ်ကုန်။စစ်တပ်ကိုလော့သူ့ကိုဖျက်ဆီးဖျက်စစ်သူကြီးယာဇသင်္ကရန်ဦးဆောင်တော် ကြီးမားသောအင်းဝါစစ်တပ်ကြီးသည်ညောင်ယန်းတို့အချစ်တက်လာသည်စစ်တပ်တို့ခုသည်ညောင်ယန်းတွင်ရင်ဆိုင်တွေ့ကြသည် မင်းကြီးညိုဤစစ်တပ်ယခုစစ်သည်9000ညစစ်စင်တည်တံငယ်ဆဲသည်သူတို့ကိုထွက်တိုက်ညာချစ်တက်လာသည်မင်းကြီးညိုသည် သူ၏စစ်စင်သောဒေဗော့နာဂဘော်မှနေ၍သူ၏နှံကို ရှေ့သို့ညွှန်လိုက်သည် သူကိုယ်တိုင် တိုက်ပွဲကိုဥဆောင်လာသည်စင်ကြီးနှောင်းတိုက်မိကြသည်ရာဇတံဂရန်ဒီတိုက်ခိုက်ခံရပြီးသူဤစင်တော်ပေါ်မှနေ၍တိုက်ပွဲဤအလေးဘဟုတွင်ကြဆုံးသွားသည်အင်းဝစစ်တပ်တစ်ခုလုံးသည် သူတို့ဤစစ်သူကြီးကြဆုံးသည်ကို မြင်သောအခါထိတ်လန့်တကြားဖြင့်ပြေးကြသည် မင်းကြီးညိုဤစစ်တပ်သည် သူတို့ကိုခြေမုံးလိုက်သည်မင်းကြီးညိုကိုယ်တိုင်ဥဆောင်တိုက်ခိုက်ပြီးအင်းဝဤစစ်သူကြီးကိုတတ်ဖြတ်ခဲ့သည် မင်းကြီးညိုသည်သိမ့်ပါရရှိသောနေမြများကိုတန်ကုန်းတစ်ခုပေါ်မှအပေါ်စီးမှကြည့်ဆူနေသည်ဖြစ်သူသည်ပေါ့မြိုင်နေပြင်စီနေများအချီတိုက်ခိုက်သိမ့်ပိုက်ခဲ့သည်ခုံးကြီးများမှုမှတ်များနှင့်ကုံနာများကသူ့တန်ချင်းကလာကြသည်သူတို့သည် အလွန်ရှည်လျားဘောဘွဲတော်အစ်စ်ကိုဆက်တာကြသည် သူသည်ဘွဲတော်ကိုလက်ခံလိုက်သည် သို့တော့သူ၏အချီသည်သူအရာကိုကြော်လွန်၍ ဘိတုကပညာရှင်များနဲ့မြို့တီအဖွဲတဖွဲထံရောက်နေသည်မြို့တော်တည်ဤပုံစံချမ်းတစ်ခု၎င်းသည်ခန္ဓာထဲဝါသည်စတူရန်ကြကာလုံးဝထိုးဖောက်မရနိုင်သောမြို့တော်တည်တစ်ခုဤအစီစဉ်ကိုပြသနေ၏ကေတုမတိအရှင်မင်းကြီးတုံပိုင်းကိုအနိုင်ရခဲ့ပြီမြောက်ပိုင်းကိုချိုးနှင်ခဲ့ပြီဖွေးတော်တလေရရှိခဲ့ပြီနောက်ထပ်ပါးများကြံ့ရွယ်ထားပါတယ်ခွာနိုင်ငံတော်ကြီးတစ်ခု တည်ထောင်ကြမယ်နိုင်ငံတော်ကြီးတစ်ခုမှာမြို့တော်အစစ်အမှန်လိုအပ်တယ်ဘွဲတော်ဆိုတာလေးပြီးလေးညင်းပဲသူဤအောင်ဘွဲသည်ပြီးပြည့်စုံခဲ့သည်သူဤအာနာသည်အကျွမ်းမဲ့ဖြစ်ခဲ့သည်သူဤပြည်သူညာကကြီးညိုလေးစားပြီးအခြားသူအလုံးကကြောက်ရွံ့ရသောမင်းကြီးညိုသည်ယခုခါထိုနယ်မြေတွင်အင်အားကြီးဆုံးဘရင်ချက်လာခဲ့ပြီသူဤအဆုံးသွန်သောအမွေနှစ်သည် ခန္ဓာထေဝါတော်ကေတုမတီမြို့တော်ကိုစတင်အကွက်ချစီစဉ်လေတော်သည်